ရေတရောအလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ကီမူပါဆိုတော့ဒီနေ့အစီအစဉ်မစခင် channel ကို subscribe လုပ်ပါညာပေါ့ဘေးနာခေါင်းလောင်းနှိပ်ပြီးသွားရင်ဒီနေ့ဗီဒီယိုလေးကိုလည်း VPN လေးဖွင့်ပြီးတော့ကြည်ပေးလက်ဆလွေလက်ဆပြီးတော့ကြည်ပေးမယ်လို့မျှော်လင့်နေမကြည်ပေးဘူးတဲ့သူတွေလည်းနည်းနည်းလေးစမ်းကြည့်ပါလား VPN လေးဖွင့်ပြီးတော့ကြည်ပေးကြပါလားလို့ကျွန်တော်မြစ်တာရက်ခံခြင်းမရေအားလုံးကျေးဇူးထူးတင်ပါတယ်ဆိုတော့အများကြီးအားထောင်နေတော့ကျွန်တော်ဆက်ပြီးတော့တွားရအောင်ပါဒီနေ့ကတော့ Alice in Borderland အသေးစားစားထွက်ရှိလာတဲ့ season 3အပိုင်း၃ပါခင်ဗျ Let's go ီပိုင်းဆာမှာတော့ဂိမ်းစားပြီးပြန်လာကြတဲ့လူတွေဇွန်ဘီတွေကိုရှင်းပြီးတော့ပြန်လာကြတဲ့လူတွေကိုမြင်ရပါတယ်အဲဒီမှာဇွန်ဘီဖြစ်တဲ့အပြောင်းခံလာတဲ့မျက်မှန်တဲ့လူလည်းပါပါတယ်အီကီနိုကခေါင်းငိုက်ဆက်ချပြီးတော့ပြန်လာတဲ့လူကိုကြည့်ပြီးတော့ဘာဖြစ်တာလဲမင်းမုံစံတိတ်ပြီးတော့အဆင်မပြေပါလားလို့မေးလိုက်တော့အဲ့လူကကျွန်တော်အဆင်ပြေပါတယ်လို့ပဲပြန်ပြောပါတယ်အီကီနိုတို့ကမလိမ်နဲ့တော့လို့ပြောလိုက်ပြီးတော့ရိုးသားပြောမင်းတို့တယောက်စီကဇွန်ဘီပြောင်းလိုက်မလားလို့မေးလိုက်ပါတယ်အားနဲ့သူကလည်းဟုတ်တယ်ကျွန်တော်ပြောင်းသွားပြီလို့ပြောလိုက်တော့အီကီနိုတို့ကဟာဒီကောင်ကတော့လိမ်ဖို့စူးစမ်းနေတယ်ဆိုပြီးတော့တင်းသွားခဲ့တာပါ အဲ့လူကကျွန်တော်ဇွန်ဘီပြောင်းသွားတဲ့လူရဲ့မျက်နှာကိုမှတ်မိတယ်လို့ပြောလိုက်တော့အီကင်ကဒါဆိုအဲ့ကောင်သွားတက်လိုက်တာပေါ့လို့ပြောလိုက်ပါတယ်ပြီးတော့နိုဘူးကိုဒီကမင်းလှဲ့ပဲဟျောင်းဇွန်ဘီကိုသွားတက်လိုက်တော့လို့ပြောလိုက်တော့နိုဘူးလည်းလန့်သွားပါတယ်တက်ဆူကမရဘူးတခြားတယောက်လွတ်လိုက်ဒီကောင်လေးကကလေးပဲရှိသေးတာလို့ပြောလိုက်ပြီးအာရဆူကလည်းခြားတယောက်ရှာလိုက်ပါလို့ဝင်းပြီးတော့ပြောပါတယ်အီကင်ကရှော့ကန်ကတ်ရှိတဲ့လူတွေပဲဒါကိုလောက်ရမှာလေမေးမလို့ဆိုကြံတဲ့သူတွေအတွက်တရားမျှတဖို့ဘလို့ရှိတော့မှာလဲကြံတဲ့လူတွေကလူသက်ချင်တယ်လို့မေးထင်နေရလားလို့မေးလိုက်ပါတယ် အာရီစုကဘသူမှအခုလိုလူတက်ဖို့အတွက်တွန်းအားလိုက်မပေးသင့်ဘူးလို့ပြောလိုက်တော့အီဂီနိုကမင်းကငါတို့ထက်သားတယ်လို့ထင်နေရလားမင်းလည်းဒီစားပွဲထဲမှာအရင်ကလူတယောက်တက်ဖူးမယ်ဆိုတော့ငါလောင်းရဲတယ်လို့ပြောလိုက်ပါတယ်အာရီစုလည်းသူ့အတွက်သေဆုံးပေးသွားတဲ့ချိုတာကာရူဘဲတက်တာနဲ့တခြားလူတွေကိုပြန်ပြီးတော့မြင်အောင်လာတော့တာပါအီဂီနိုကဒီစားပွဲတွေကိုနင့်နာခံနာမျိုးမရှိပဲအနိုင်ဖို့မဖြစ်နိုင်ဘူးလို့ပြောပြီးတော့နိုဘူမင်းသွားလေလို့ပြောလိုက်ပါတယ်အာရီစုကမသွားနဲ့လို့ဝင်တာတော့အီဂီနိုကအာရီစုဘိုက်ကိုလက်သီးနဲ့ဖြတ်ထိုးထားလိုက်ပါတယ်ပြီးတော့ဝင်တာဘလို့တဲ့တက်စုကိုလည်းချုပ်ထားပြီးတော့ မင်းသွားဘူးဆိုရင်ဇိုမီပြောင်းသွားအဒီလူကိုပဲတပစ်လိုက်မယ်ဆိုပြီးတော့မြန်မာနယ်လူကိုလက်ညှိုးထိုးပြလိုက်တာပါအဲ့လိုနဲ့နိုးဘူးလဲဇွန်ဘီကိုတပ်ဖို့တော့ထွက်လာရပါတော့လေကစားပွဲထဲမှာတော့ဇွန်ဘီကသူ့ရဲ့ဇွန်ဘီကတ်ကိုထုတ်ပြလိုက်ပြီးတော့နိုးဘူးလဲငါတောင်းမယ်မာတယ်ဆိုပြီးတော့ဇော်ကန်ကတ်ကိုထုတ်ပြလိုက်ပါတော့လေဇွန်ဘီလည်းလမ်းဖြန်နေတော့မှပဲကြီထွက်လာပြီးတော့သူ့နဖူးကိုဖောက်ဝင်သွားတော့တာပါနောက်ခဲမှာတော့နိုးဘူးတယောက်လူတက်လိုက်မိတဲ့အတွက်တုံလှောက်ကနေပြီးသူ့မျက်နှာမှာပေနေတဲ့သွေးတွေကိုကင်ကြည့်ပြီးတော့သူ့ကိုယ်သူတတ်သေးဖို့အတွက်သူ့လက်သူဓာတ်နဲ့လှိခဲ့တဲ့အချိန်တွေကိုပြန်ပြီးတော့မြင်အောင်လာနေပါလေ အဲဒီချိန်မှာကစားပွဲကနောက်ထပ်ကစားဖို့၄ကြီပဲကြံပါတော့တယ်။နိုဘူးတယောက်ပြန်လာတဲ့လမ်းမှာနောက်ထပ်ဇွန်ဘီကက်ကိုက်တာလူတယောက်ကိုထပ်ပြီးတော့မြင်လိုက်ရပါတယ်။ဆော့ကန်ကက်ကိုလည်းခုနကသုံးလိုက်ပြီဆိုတော့သူ့မှာလည်းဘာမှမကြံတော့ပါဘူး။နောက်တစ်ခါမှတော့နိုဘူးတယောက်သူ့ဖွဲ့တွေရှိတဲ့အခန်းထဲကိုပြန်ပြီးတော့ရောက်လာပြီးအီဂီနိုကမေးပျော်ခဲ့လားလောလောခဲ့လားဟောင်းလို့မေးလိုက်တော့နိုဘူးကလုတ်ခဲ့ပြီလို့ပြန်ဖြေလိုက်ပါတယ်။အီဂီနိုကကျဉ်းနေသွားပြီးတော့နိုဘူးကိုတော်တယ်ကွာအကောင်လေးလို့ချီးကျူးလိုက်ပါတယ်။အာရီဆူလည်းနိုဘူးမျက်နှာပြက်နေအောင်သတိထားမိသွားပြီးနိုဘူးကတော့သူ့ကိုမျက်လုံးချင်းစာရင်မကြည့်ပဲနဲ့လှည့်ထွက်သွားပါတယ်။ ခဏနေတော့အိုင်းစုကနိုဘူးပြောင်းနေဗမာတွေးမိလဲလို့မေးလိုက်တော့တယောက်ကနိုဘူးခုနအပြင်ထွက်သွားတယ်ပြန်လာခဲ့မယ်လို့ပြောတယ်လို့ပြောလိုက်ပါတယ်အိုင်းစုလည်းနိုဘူးကိုစိတ်မချလို့လိုက်ရှာနေပြီးတော့ဂျန်တဲ့လူတွေကလည်းနိုဘူးကိုဇွန်ဘီပြောင်းလိုက်တဲ့လူကိုဖမ်းခေါ်လာကြပါတယ်အီဂီနိုတို့လည်းအခုမှနိုဘူးဇွန်ဘီပြောင်းသွားတာကိုသိပြီးတော့အန်ဟောသွားပြီးတော့နိုဘူးဗမာလဲလို့မေးလိုက်တော့နိုဘူးတယောက်ပြောင်းနေအောင်တီသွားခဲ့ပါတယ်အန်တော့အီဂီနိုရဲ့လူတွေကနိုဘူးကိုလိုက်ရှာဖို့ထွက်လာကြပြီးတော့အီဂီနိုကဒီကောင်တွေကတော့လိန်နေတာငါတို့ထဲမှာဇွန်ဘီဖြစ်နေချားလူတွေလည်းရှိနိုင်တယ်ဆိုပြီးတော့ ရင်းထားပြီးတော့ချွေးတွေပြန်နဲ့တက်ဆုနားကိုကတ်လာပါလိမ့်တက်ဆုကငါမဟုတ်ဘူးလို့ပြောလိုက်ပြီးတော့အီကီနိုရဲ့လူတယောက်ကဒါတွေအကုန်လုံးစားခဲ့တဲ့ကောင်းပါလိမ့်သူလည်းဇွန်ပြီးပဲလီလို့ပြောလိုက်ပါလိမ့်အီကီနိုကဟုတ်တယ်အဲ့တယောက်ဗမာလဲလို့မေးလိုက်ပြီးတော့အဲ့ဒီမှာရေးကလည်းပျောက်ဆုံးနေပါပြီအီကီနိုတို့ကဇွန်ပြီးတွေကအဲ့ကောင်းပါလိမ့်ကိုလွတ်ပြီးတော့ငါတို့စပိုင်လောက်ထားလာမသိဘူးသူမှကာကွယ်စည်းကတ်ကရှိမရှိငါ့ကိုတေချာမသိဘူးလေသူလိန်ညာဖြစ်နိုင်တယ်လိန်ပြီးတော့ငါတို့အကုန်လုံးဇွန်ပြီးပြောင်းအောင်အစီအစဉ်ဆွဲထားတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါလိမ့် အနေအကီနောကပြိုင်ပွဲကပြီးတော့မယ်ဇွန်ဘီတွေကိုတတ်တာပစ်လိုက်တော့လို့သူလူကိုကတ်ပြီးတော့ပြောလိုက်ပါတော့တယ်တမမနိုဘူးကတော့တယောက်တည်းကြောက်လန့်နေပြီးတော့ရှောက်သွားနေကအာရီဆုကသူ့ကိုရှာတွေ့သွားပါလိအာရီဆုကနိုဘူးကိုတိတ်တိတ်နေဖို့ပြောလိုက်ပြီးတော့ခေါ်သွားပြီးအီကီနောရဲ့လူတွေကတော့သူတို့အဖွဲ့တွေကဇွန်ဘီတွေကိုရှင်းပြဖို့လုပ်နေပါပြီအဲဒီမှာပဲသူတို့အသက်ခံရတော့မယ်ဆိုတာသိသွားတော့မျက်မှန်နဲ့တယောက်ကအီကီနောရဲ့လူတွေလက်ထဲကနေယုံပြီးတော့ထွက်ပြေးလာပါလိသူလည်းပဲအသေးအံပြေးလာပြီးတော့ရေးကိုတွေ့တော့ငောက်တစ်ခုတော့ကူညီပါနင်းစီယာကုသစိတ်ကကိုငါတို့ကသုံးပေးပါလားလို့ပြောလိုက်ပါတယ် အဲ့ဒီမှာပဲ Igino ရဲ့လူတွေရောက်လာပြီးတော့သူ့ကိုပိတ်ကန်ပြီးတော့ဝိုင်းဖမ်းလိုက်ကြပါတယ်။ Igino တို့လည်း Ray ကိုတွေ့သွားကြပြီးတော့ Ray ကို shotgun ကနဲ့ပြစ်တတ်မယ်ဆိုပြီးတော့ Igino က Ray ရဲ့ပခုံးကိုထိလိုက်ပါတယ်။ဒါမှမဟုတ် Igino ရဲ့လူတယောက်ကလည်းမျက်မှန်တဲ့လူကိုထိပြီးတော့ကစားပွဲတဲကိုခေါ်သွားပါတယ်။အဲ့ဒီမှာကစားပွဲစားဖို့တော့သုံးချီပဲကြံတော့တာပါ။ဒါမှမဟုတ် Arisu ကလည်း Nobu ကိုဂိမ်းပွဲတဲကိုခေါ်လာပြီး Nobu မင်းရဇုံမီမလားလို့မေးလိုက်ပါတယ်။ Nobu ကသူဇုံမီဖြစ်နေတာဘလို့သိနေလဲဆိုပြီးတော့အံဩသွားပြီး Arisu ကငါသိပါတယ်။ငါပြောတာနားထောင်။ငါစီစဉ်တိုင်းမင်းအတိအကျလိုက်လို့မှရမယ်လို့ပြောလိုက်ပါတယ်။ တပတ်မှာအီကီနိုကလည်းရေးနဲ့ကစားပွဲတွေကိုရောက်နေပြီးတော့ရေးကခုဆိုရင်ဇွန်ဘီတွေဘလောက်ပြန့်နေပြီလဲနေသီးလားနေလဲဇွန်ဘီဖြစ်နေတာပိုကောင်းလိမ့်မယ်လို့အီကီနိုကိုပြောလိုက်ပါတယ်ရေးကကစားပွဲဆောင်ရံဇွန်ဘီ၄កောင်ပဲရှိတာသူတို့ပြန်ပွားတော့ဇာတိုးတိုးနဲ့စဉ်းစားကြည့်ကာဝယ်သေးကတ်တရားလည်းအဖိုးတန်းတော့တော်တော်လူကသုံးမှာမဟုတ်ဘူးဘသူကအားသာနေလဲနေမသီးဘူးလားလို့ထပ်ပြောလိုက်ပါတယ်အီကီနိုကနင်းအွက်တဲ့ငါဝင်မှာမဟုတ်ဘူးလို့ပြောလိုက်တော့ရေးကနင်းယုံနာမြုံနာအရေးမကြည့်ဘူးအသက်ရှင်ရင်ဇွန်ဘီဖြစ်အပြောင်းခံလိုက်လို့ပြောလိုက်ပါတယ်တပတ်မှာမျက်မှန်တဲ့လူကလည်းအီကီနိုရဲ့လူနဲ့ကစားပွဲတွေကိုရောက်နေပါပြီ မြန်မာနေလူကကြောက်လန့်နဲ့ပဲသူ့ရဲ့ဇွန်ဘီကတ်ကိုပြလိုက်တော့အီဂီနိုရဲ့တပည့်ကရှော့ဂန်ကတ်ကိုသုံးလိုက်ပါတော့တယ်တပည့်မှာအီဂီနိုကလည်းမင်းစီယုံတော့ကောင်းပါလေဒါပေမဲ့မင်းရဲ့ကန်လန်းကြောက်ငါမလိုချင်ဘူးလို့ပြောပြီးတော့ရှော့ဂန်ကတ်ကိုထုတ်ပြလိုက်တော့တာပါမြန်မာနေလူကတော့ကြောက်လန့်ပြီးတော့ထွက်ပြေးဖို့လုပ်ပေမဲ့ပြေးလို့ကမလွတ်တော့ပါဘူးကြည်စန်းသူ့ကောင်းကိုဖောက်သွားပြီးတော့တေဆုံးသွားပါတော့တယ်အဲ့လိုနဲ့အီဂီနိုတို့ကအာရီဆူတို့အဖွဲ့တွေကဇွန်ဘီတွေကိုတားပြစ်လိုက်ပြီးပဲဖြစ်ပါတယ်အာရီဆူနဲ့နိုဘူးတို့ပြန်လာတော့သူတို့လူတွေတင်းနေအောင်မြင်ပြီးတော့နိုဘူးက သွားပြီးငါတို့နိုင်မှာမဟုတ်တော့ဘူးငါတို့တေးရတော့မယ်ဆိုပြီးတော့ပဲထိတ်လန့်နေတော့တာပါအိုက်စုကနိုဘူးစိတ်ကိုထိန်းသမ်းပါငါပြောထားတော့သတိရဆိုပြီးတော့နိုဘူးကိုလှုပ်ပေးလိုက်ပါတယ်တမမအီကီနိုတို့ဖွဲကလည်းဇွန်ဘီတွေကိုတတ်ပြီးတော့ပြန်လာပြီးမိန်းကလေးတယောက်ကဒီကိစ္စကြီးကလက်လုံကုန်ကြပြီအခုဇွန်ဘီတွေကလည်းသူတို့လူတွေကိုတတ်လို့ငါတို့တတ်ချင်နေပြီလို့ပြောလိုက်တော့အီကီနိုရဲ့တပည့်ကစိတ်ပူဆန်းပါနေဒီကိန်းထဲမှာဇွန်ဘီတွေကလူတွေကိုတတ်ဖို့နီးလမ်းမရှိပါဘူးလို့ပြောလိုက်ပါတယ်အဲဒီမှာပဲအာရီစုတို့ဖွဲတွေကလူတွေကဘုံနေကြဖြစ်ပြီးတော့နိုဘူးကသူတို့လိုက်ရှာနေပါတယ် သူတို့လည်းနိုဘူးတွေးတော့လမ်းခေါ်လိုက်ပြီးတော့နိုဘူးကအထဲကိုဝင်လာခဲ့ပါတယ်ပြီးတော့နိုဘူးကငါပြောတာနားတော်စီစဉ်တခုရှိတယ်လို့ပြောလိုက်ပါတော့တယ်တပတ်မှာတော့ Ikino တောင်ဆိတ်ပြက်လိုက်ပြက်ပုံစံနဲ့ပြန်လာပြီးတော့သူ့လူတွေကဘာဖြစ်လို့လဲရေးကိုတတ်လိုက်ပြီလားလို့ပြီးတော့ Ikino ကကောင်မငါတို့လှည့်စားသွားပြီလို့ပြောလိုက်တော့တာပါတပတ်မှာအရိစုကတော့ရေးကိုသဲသံလိုက်ရှာနေပြီးရေးတယောက်ဂင်းကစားတဲ့ဇပွဲပေါ်မှာခေါင်းငိုင်းဆိုင်နေတာကိုမြင်သွားခဲ့ပါတယ်အရိစုကလည်းရေးသေးပြီလို့ထင်သွားပြီးတော့စိုးရိမ်နေပြီးတော့အနာကပ်ကြည့်လိုက်တော့မှရေးကပြန်လှည့်လာပါတယ်အဲဒီမှာကစားပွဲကနှစ်ချီပဲကစားဖို့ကြံတော့တာပါ အဲ့တော့မှတော့အာရိစုကရေးကိုဂိမ်းစားဖို့ခေါ်လာပြီးရေးကဘာလို့ငါနဲ့ကစားဖို့ရွေးတာလဲလို့မေးလိုက်ပါတယ်။အာရိစုကဘသူနိုင်ရမလို့နင်းထင်းတယ်။နေမြုံငါသိချင်တယ်လို့မေးတော့ရေးကဇွန်ဘီတွေပေါ့။တိတာနေရပဲလို့ပြန်ပြောပါတယ်။အာရိစုကနေတကယ်စားတဲ့အဲ့လိုယုံကြည်လာလားလို့မေးတော့ရေးကဟုတ်တယ်လေ။ဇွန်ဘီတွေကဇာတိုးတိုးလာပြီးတော့နိုင်သွားမှာပို့ပြီးတော့ဖြစ်နိုင်ချေရှိတာပဲ။ဒါမှမဟုတ်လူတွေကစားနာဖို့မရှိပဲဇွန်ဘီအကုန်လုံးကိုတတ်လိုက်လိမ့်။တဏိမုတ်တဏိဟာဖြစ်လာမှာပဲလို့ပြောလိုက်ပါတယ်။အာရိစုကရေးငေါ့ပွင့်လင်းပြော။နေရဇွန်ဘီမဟုတ်ဘူးမလားလို့မေးလိုက်တော့ရေးလည်းအံ့ဩသွားခဲ့ပါတယ်။ အိုက်ဆိုကသူကတည်းကိုစားချလိုက်ပြီးတော့နေရဇွန်ပြီဆိုရင်နင်းကိုတယောက်ကကုသစီမပေးနေသေးမှာပဲနင်းကိုလူတယောက်ကဂျေဆုတင်ပါလေဆိုပြီးတော့လာကုပေးမအောင်မျောနေလို့မရအောင်နင်းလိုမျိုးတွက်ချက်တက်တဲ့လူတယောက်ကဒီလိုအစီအစဉ်ဆွဲမှာမဟုတ်နင်းကဇွန်ပြီပြန်ဟန်ဆောင်ပြီးတော့လူတွေရောလှုပ်ထားတာပဲလို့ပြောလိုက်ပါတော့တယ်ရေကဇွန်ပြီမဟုတ်တဲ့အတွက်အီဂီနိုနဲ့ခုနကဆောတဲ့ပွဲမှာအီဂီနိုကရှော့ကန်ကတ်ကိုချလိုက်ပြီးမှအသက်မခံခဲ့ရတာပဲဖြစ်ပါတယ်အာရီဆိုကနင်းကတ်တွေပြပါလို့ပြောလိုက်တော့ရေလည်းသူကတ်တွေကိုလှန်လိုက်ပြီးအာရီဆိုနေပါလို့ငါနဲ့လာဆော့ရလဲလို့မေးလိုက်ပါတယ်အိုက်ဆုကငါနင်းကိုကယ်မလို့လုံနေရလို့ပြောပြီးတော့သူကတ်ကိုလှန်ပြလိုက်တော့ အာရိစုကဇွန်ဘီဖြစ်နေခဲ့တာပါအာရိစုကဇွန်ဘီအဖွဲ့ဖြစ်နေဖို့အတွက်အစည်းအဝေးဆွဲလိုက်တာဖြစ်ပြီးတော့နိုဘူးလည်းသူ့အဖွဲ့တွေကကြံတဲ့လူတွေကိုဇွန်ဘီဖြစ်လိုက်ပြောင်းဖို့အာရိစုကမာထားလိုက်ပါတော့တယ်ဇွန်ဘီရေတွက်ပုံများသွားရင်သူတို့တွေအီကီနိုတို့ကိုကြောပြီးတော့ကစားပွဲကိုအနိုင်ရမှာပါအာရိစုကဇွန်ဘီတွေပဲအမြဲနိုင်နေဆိုရင်ဇွန်ဘီပဲလှုပ်လိုက်ကြတာပေါ့လို့ရေးကိုပြောလိုက်ပြီးရေးလည်းသဘောပေါက်သွားပြီးတော့ဂျေစုတင်ပါတဲ့အာရိစုလို့ပြောလိုက်တော့တာပါအဲ့ဒီမှာပဲနောက်ဆုံးပွဲကစားပါတော့မယ်လို့စတင်ပြီးတော့ကြေညာလိုက်တဲ့အတွက်အာရီစုလည်းသူ့လူတွေကိုဇွန်ဘီပြောင်းပေးဖို့အမြန်ထားပြေးလာပါတော့တယ် ရေကအာရိစုကိုနင်းစုံပြီးဖြစ်နေတာဘလောက်ကြာပြီလဲလို့လှမ်းမေးလိုက်တော့အာရိစုကအစကတည်းကပဲလို့ပြန်ပြောလိုက်ပါတော့တယ်။ရေလည်းသူတော်တော်တာပဲလို့ပြောပြီးတော့ကြံနေရစ်ခဲ့ပါတယ်။အာရိစုကတော့သူ့ဖွဲ့တွေကလူတွေကိုလိုက်ရှာရင်နဲ့နာဆုနဲ့ရှင်ုံတို့ကိုတွေ့တော့သူတို့အာရိစုရဲ့စီစဉ်တိုင်းနိုဘူးစီကနေဇွန်ဘီဖြစ်နေအကူခံထားပြီးပါပြီ။နိုဘူးကတော့တက်ဆုကိုလိုက်ရှာနေပြီတက်ဆုကဈေးကြောင်ပြီးတော့ထွားပြေးနေတာပါ။နိုဘူးလည်းသူတို့ကိုလိုက်ရှာနေအီဂီနိုရဲ့လူတွေကိုတွေ့တော့ပုန်းနေရပါတယ်။နိုဘူးတယောက်ပတ်ပုန်းနေတော့မှကာဆူရာနဲ့တွေ့ပြီးတော့နိုဘူးကနေပါဦးကျွန်တော်ပြောတာနားထောင်ပါအောင်လို့ပြောပေမဲ့ကာဆူရာက သူဘိုက်ကိုလက်သီးနဲ့ထိုးလိုက်တော့နိုဘူးလည်းမှောက်သွားပါတော့တယ်။ကာဇွာကအီဂီနိုရဲ့လူတွေကိုလမ်းခေါ်ပြီးတော့ဒီမှာနိုဘူးကိုမိပြီလို့ပြောနေတော့မှာပဲ။လှည့်ကြည့်လိုက်တော့နိုဘူးကပျောက်သွားပါတယ်။ကာဇွာစီကလည်းထွက်ပြေးလာနိုဘူးကအီဂီနိုလူတယောက်နဲ့ထပ်ပြီးတော့တွေ့ပေမဲ့သူတို့ဖွဲ့တွေကတယောက်ကအဲ့လူကိုတားထားပြီးတော့တက်ဆုကိုသွားကူညီဖို့နိုဘူးကိုမှားလိုက်ပါတယ်။နိုဘူးလည်းတက်ဆုကိုလိုက်ရှာနေပြီးတော့ဓာခွဲကန်းထဲမှာတက်ဆုကိုရှာတွေ့ပေမဲ့ကာဇွာကသူ့ရှိမှပိတ်ထားခဲ့ပါတယ်။အဲဒီမှာပဲအာရီစုရောက်လာပြီးတော့ကစားပွဲလေးစတော့မှဆိုတော့အာရီစုကနိုဘူးကိုမေးလှုပ်လိုက်တော့လို့လှမ်းပြီးတော့ပြောလိုက်ပါတယ် နိုဘူးလည်းမင်းမှာစော်ကန်းကမရှိရင်ငါ့ကိုတတ်လို့မရဘူးလို့ပြောပြီးတော့ကာဆူရာကိုထိလိုက်ပါတယ်။ဒါပေမဲ့အာရီစုလည်းတန်စုကိုထိပြီးတော့ကစားပွဲတွေကိုခေါ်လာခဲ့ပါတော့လေ။ပြီးတော့အာရီစုကတန်စုကိုဇွန်ပြီးပြောင်းလိုက်တော့တန်စုလည်းလန့်ဖြန့်သွားပါလေ။အာရီစုကတန်စုမလန့်နဲ့ငါပြီးရင်ရှင်းပြမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့နိုဘူးကလည်းကာဆူရာကိုဇွန်ပြီးပြောင်းလိုက်တော့ကာဆူရာလည်းစိတ်ညစ်သွားပါလေ။နိုဘူးကမပူနဲ့ကာဆူရာဒီကမင်းကိုကယ်မှာပါလို့ပြောလိုက်ပါတယ်။အဲ့တော့ကစားပွဲပြီးဆုံးသွားပြီ။ဇွန်ပြီးနဲ့လူရည်တွားကိုချိန်ညာပါတော့မယ်။ပိုများတဲ့ဖွဲကနိုင်မှာဖြစ်ပြီးနဲတဲ့ဖွဲကအသက်ခံရတော့မှာပါ။ ဇင်းချုပ်လိုက်တဲ့အခါမှာတော့ဇွန်ဘီက32ယောက်ရှိနေပြီးတော့လူက73ယောက်ပဲရှိတာဖြစ်တဲ့အတွက်အာရီဆူရဲ့ဇွန်ဘီဖွဲ့တွေကအနိုင်ရသွားခဲ့တော့တာပါအာရီဆူလိုဖွဲ့ကလူတွေလည်းပျော်ပြီးတော့အောင်ပွဲခံနေကြပြီးလူသက်ချင်းနဲ့အီဂီနိုတို့အဖွဲ့ကလူတွေကတော့လေဇာဒန်းတွေသူတို့ခေါင်းပေါ်ကျလာပြီးတော့ဒုံစံတိုင်းရှော့ပရာသာဘောကားသွားကြပါတော့လေအီဂီနိုကလည်းဒေဇန်းကွာလို့ညီးလိုက်ပြီးတော့မကြခင်မှာပဲသူလည်းတေဆုံးသွားတော့တာပါကစားပွဲကျင်းပနေခဲ့တဲ့နေရာမှာတော့အလောင်းတွေပုံပြီးတော့ကြံနေခဲ့တာကိုမြင်လိုက်ရပါတယ်။အိုက်စရိုးဖွဲကပြန်ထွက်သွားကြဖို့လို့တော့ရေးကိုမြင်လိုက်ပြီး နေလဲငေါင်းနဲ့လိုက်ခဲ့တဲ့နယ်လို့ခေါ်လိုက်ပါလေ။အားနဲ့ရေးလဲသဘောတူလိုက်ပြီးတော့အာရီဆုလို့နဲ့ဘူးပေါင်းလိုက်တော့တာပါ။နောက်တစ်ခါမှတော့အနောက်တောင်ဘက်ကို16ကီလိုမီတာဆက်သွားပါဆိုရဲလမ်းညွန်ဆိုင်ဘုတ်တစ်ခုကိုအာရီဆုလို့မြင်လိုက်ရပြီးနောက်နေ့အကြနေဝင်ချိန်မှာနောက်ထပ်ဂိမ်းပွဲတစ်ပွဲကိုဆက်ပြီးတော့စောကြရအောင်မှာပါ။အဲနောက်တော့အာရီဆုတို့အဖွဲ့တွေသူတို့စကန်ချားတဲ့နေရာကိုပြန်လာပြီးတော့အနိုင်ယူနေကြပြီးကာဇရာကနိုဘူးကိုမေးတက်ခဲ့မိတဲ့လူတွေအပြစ်ရှိသူခံစားနေစရာမလိုပါဘူးလို့ပြောလိုက်ပါတယ်။နိုဘူးလည်းကျွန်တော်ဘာမှမခံစားပါဘူး။ဒါကဂိမ်းပဲလို့ပြန်ပြောလိုက်ပါတယ်။ တို့ဘွဲကအသက်လူရတဲ့ကစားပွဲတွေအတူတူကြော်ဖြန်ရင်းနဲ့ဒူဒူနေလာကြတော့တောင်းလိုက်တော့တဖြည်းဖြည်းပိုရင်းဒီကတန်အောင်စင်တွေဖြစ်လာကြပါပြီ။အာရီစုကတော့ငုတ်တုတ်လေးထိုင်ပြီးတော့သူမိမကိုလွမ်းနေတော့စာချီကိုဆိုတဲ့အမျိုးသမီးကအာရီစုကိုကြည့်ပြီးငောက်ကြလဲဒီလိုချစ်တိုင်ကောင်းပါပဲ။ခုလိုချစ်ခံရတာဘလောက်တောင်ကောင်းနိုင်မလဲ။ငောက်ကြတော့ငောက်ရိုက်ဖို့ဒေါသထွက်ဖို့လောက်ပဲစိတ်ဝင်စားတာ။ငါမနဲ့နိုးလာတိုင်းသူသေးပါစေလို့ပဲဆူတောင်းနေရတာလို့ပြောလိုက်ပါတော့တယ်။ပြီးတော့စာချီကသူ့ယောက်ျားသူ့ကိုရိုက်နှက်ကန်ကြောက်ခဲ့တဲ့ပုံရင်းတွေပြန်ပြီးတော့မြင်အောင်လာခဲ့ပါတယ်။အာရီစုကတော့ကောင်းကင်ကဂျယ်ရီကိုမော့ကြည့်ပြီး ဥစာကီတယောက်ဘယ်များရောက်နေမလဲလို့တွေးနေပုံပါပဲ။သူမသိတာကတစ်ဖက်မှာဥစာကီတယောက်လည်းသူ့လိုပဲဂျယ်ရီကိုမော့ကြည့်ပြီးတော့သူ့အကြောင်းစဉ်းစားနေတယ်ဆိုတာပါပဲ။ဥစာကီကအာရီစုထင်သားသူပဲဒီဂိမ်းဘာတွေကိုရောက်နေတာဖြစ်ပြီးတော့အာရီစုကိုသူနောက်ဆုံးဖုန်းဆက်ခဲ့တဲ့အချိန်လေးကိုပြန်ပြီးတော့မြင်အောင်လာပါတယ်။အဲတော့ကဥစာကီကအိမ်မက်တွေထဲမှာအမြဲတွေးခဲ့တယ်လို့ပဲသူ့ဖေပုံရိပ်ကိုမြင်နေရပြီးတော့သူ့ဖေကတိုက်ပွားနေခုံချဖို့လုပ်နေရပါ။ဥစာကီကအဖေတောင်းပန်ပါတယ်ထွက်မသွားပါနဲ့။ဂျေဇူးပြုတော့မသွားပါနဲ့လို့ပြောနေပါတယ်။ဒါပေမဲ့သူ့ဖေကအောက်ကိုခုံချသွားခဲ့ပြီး ။ဦးစားကလေးနောက်ကနေပြေးလိုက်လာပါလေ။နောက်တစ်ခါမှတော့ဦးစားကီတယောက်ကန်းချေဖြစ်ခဲ့တဲ့ဟိုတယ်မှာမှတ်ညံတွေပြန်လာတဲ့အချိန်ပါ။သူစီကိုရူဂျီရောက်လာပြီးတော့မင်းဖေးကြောင့်မေးချင်တာရှိ။ငါ့ကိုကူညီနိုင်မလားလို့မေးခဲ့တာပါ။အဲ့ဒါနဲ့ဦးစားကီလည်းရူဂျီနဲ့လိုက်လာပြီးတော့အင်တာဗျူးမှာသူ့ဖေးကြောင့်ကိုရင်ဖွင့်ခဲ့တာပါပဲ။ဦးစားကီကဒီဂိမ်းကဘာကိုရူဂျီနဲ့အတူတူလိုက်လာဖြစ်ပြီးတော့သူတို့စတင်ကစားခဲ့ရတဲ့ဂိမ်းကလေဆာတန်းတွေကိုရှောင်တိန်ရတဲ့ဂိမ်းဖြစ်ပါလေ။လေဆာတန်းတွေနဲ့ထိမိမယ်ဆိုရင်ထိမိတဲ့နေရာခန္ဓာကိုယ်ပါနှစ်ပိုင်းပြတ်ထွက်ပြီးတော့တေဆုံးသွားမှာပါ။ ဝီချဲပေါ်ကနေဆွာတဲ့ရူဂျီကလူတွေကိုဒိုင်းကာလိုတုံးပြီးတော့သူအသက်ရှင်အောင်လုပ်နေပြီးရူဂျီကြောင့်တချို့လူတွေတေဆုံးကုန်ကြပါပြီ။ဥစာကီကတော့ရူဂျီဒုက္ခပေးနေလူတွေကိုလိုက်ခဲ့ပြီးတော့နေလူတွေကိုဒိုင်းကာလိုတုံးနေရရက်လိုက်တော့လို့ပြောလိုက်တော့ရူဂျီကကိုကိုသာကူးဆိုင်ဆမ်းမလို့ပြန်ပြောလိုက်ပါတယ်။ဥစာကီကတော့တန်းနိုင်တော့လူတွေကိုလိုက်ခဲ့နေပြီးရူဂျီကဝီချဲနဲ့ပြေးလာနေမြေပေါ်မှာလဲကျတေဆုံးနေတဲ့လူတယောက်ကိုတိုက်မိပြီးတော့ဝီချဲပေါ်ကပြုတ်ကျသွားခဲ့ပါတယ်။ဥစာကီလည်းလေဆာတန်းတွေကိုရှောင်ပြီးတော့ရူဂျီကိုပြေးခဲ့လိုက်တဲ့အတွက်ရူဂျီကြောင့်အသက်ရှင်ခွင့်ရသွားခဲ့ပါတယ်။ ပြီးတော့ Usagi ရဲ့ Rigio တွဲပြီးတော့ wheelchair ပေါ်ကိုပြန်တင်ပေးလိုက်ပါတယ်။အန်နောက်တော့သူတို့ညလုံးအဲ့ဒီ game ကနေအသက်ရှင်လွတ်မြောက်လာကြပြီးအခုတော့နောက်ထပ် game ပွဲတစ်ခုကစားဖို့အတွက်သူတို့တွေဥတီပြီးတော့သွားနေကြပါပြီ။သူတို့နဲ့တူပါလာတဲ့မျိုးသမီးနှစ်ယောက်က Usagi နဲ့တော်တော်များနာပဲ professional အားကစားသမားလားလို့မေးလိုက်တော့ Usagi ကမဟုတ်ပါဘူးကျမဝါသနာရတောင်တက်တာလို့လုပ်တယ်လို့ပြောလိုက်ပါတယ်။အဲ့မှနေဒီမျိုးသမီးနှစ်ယောက်ကနေနိုင်မယ်ကိုရင်းနှီးနေတယ်။နေဟာကိုကိုတတ်တည်သွားတယ်တောင်တက်သမားရဲ့တမီးမလားလို့မေးလိုက်ပါတော့တယ်။ဥစားကြီးကတော့ဘာမှပြန်ပြောခဲ့ခြင်းမရှိပါဘူး။ ပြီးတော့ဥစားကရူဂျီကိုငါဖေကလူလိမ်မဟုတ်ကိုကိုတတ်တယ်မဲ့လူလည်းမဟုတ်ဘူးလို့ပြောလိုက်တော့ရူဂျီကနေတကယ်အဲ့လိုယုံကြည်လို့လားလို့မေးလိုက်ပါတယ်ပြီးတော့ရူဂျီကတေသွားတဲ့နင်းဖေနဲ့အတူရှိချင်းလို့နင်ဒီကိုလိုက်လာမလားအဲ့ဒါနင်းလိုချင်ဆုံးရပဲလေမဟုတ်ရင်လည်းငါဖိတ်တာကိုလက်ခံမှာမဟုတ်ဘူးလို့ပြောတော့ဥစားကီကနင်းမမားပါဘူးဒါပေမဲ့ငါဒီညောင်လုံးဝပြန်မလာခြင်းကိုအာရီစီကိုလည်းမခံစားစေချင်ဘူးလို့ပြောလိုက်တာပါရူဂျီကငါတို့ဒီညောင်အများနဲ့လာခြင်းခဲ့တာဒီညောင်အเจ้าကိုမတွေးမဲနဲ့ကိုမနေနိုင်ဘူးဒီညောင်ကငါတို့ကဘာနဲ့တေးချင်းနေမျိုးချိတ်ဆက်ပေးထားတာလို့ပြောလိုက်ပါတယ် ရူကြည်တောက်ဂိမ်းနိုင်သွားပြီးတဲ့နောက်မှာတော့ဗန်ဒါသူ့ကိုလာတွေ့ပြီးမင်းရှင်ကြံခဲ့မယ်ဆိုတာငါတီးသားပဲလို့ပြောခဲ့ပါတယ်။ရူကြည်ကမင်းဘယ်သူလဲလို့မေးလိုက်တော့ဗန်ဒါကမင်းလိုလူတွေကိုလိုက်ရှာဖို့ငါ့ဘဝကိုမြုံနှံထားတာ။နိုင်ငံသားကောင်းဖြစ်လာဖို့ထိုက်တန်တဲ့အရေးချင်းရှိတဲ့လူတွေပေါ့လို့ပြောလိုက်ပါတော့တယ်။ရူကြည်ကမင်းဘာတွေပြောနေလဲဟောင်းလို့မေးလိုက်ပြီးဗန်ဒါကမင်းရှင်ကဒီကစားပွဲတွေကိုချိန်ပေါင်းများစွာကစားခဲ့ပြီးပြီ။မင်းအရာအလုံးအန်တုရင်ဆိုင်ပြီးတော့အသက်ရှင်ကြံခဲ့။ဒါတွေကိုမင်းမှတ်မိသင့်ပြီလို့ပြောလိုက်ပါတယ်။ပြီးတော့ဗန်ဒါကမင်းကိုတောင်းဆိုစရာရှိတယ်။ ဒီနေအောင်မျိုးမီးတယောက်ကိုခေါ်လာပေးပါ။ပြန်လန်နေနဲ့မင်းဆန္ဒရှိတဲ့ကဘာယူမြင်အောင်လုပ်ပေးမယ်။မင်းသေးချင်းနယ်မျိုးမြင်နေတာမလား။မင်းမြင်နေတဲ့သေးချင်းရဲ့တကယ်နယ်မျိုးမြင်တွေ့ရလိမ့်မယ်။ငါပြောတာသဘောတူလားလို့မေးလိုက်တော့ရူဂျီကမင်းတကယ်ဂရီပေးတာလား။သူ့ဘယ်ကိုခေါ်လာမှလဲလို့မေးလိုက်ပါလိမ့်။ဘန်နာအဲ့မျိုးမီးကသေဆုံးသွားတဲ့သူ့ဖေပုံရိပ်ကိုနှလုံးသားထဲမှာတဲဆောင်ထားတော့မယ်။သူ့ကိုဒီကိုဖိတ်လိုက်။သူလိုက်လာမှာပါလို့ပြောလိုက်ပါတော့တယ်။ပြီးတော့ဘန်နာရူဂျီကိုဆေးပလင်းတစ်ခုပေးလိုက်ပြီးတော့မင်းအောင်မြင်ခြင်းမင်းအောင်မြင်လိုချင်တာရမယ်။ လုံးပါလားလို့မေးလိုက်ရူဂျီကကောင်းပြီငါလုံးမယ်လို့ဖြေလိုက်ပါတော့တယ်နောက်တစ်ခါမှတော့ဘန်တာနဲ့ယာဘာတို့ဂျိုကာကကြီးကိုကြည့်ပြီးတော့စကားပြောနေကြတာကိုမြင်ရပြီးတော့ယာဘာကသူကောင်မလေးကိုဒီကိုခေါ်လာဖို့လက်ခံမယ်လို့မမျှော်လင့်ထားဘူးလို့ပြောလိုက်ပါတယ်ယာဘာအခုမင်းစီစဉ်ကအလုပ်ဖြစ်ပြီအာရီချူလည်းခင်းထဲမှာပါလာပြီမင်းဘာဆက်လုပ်မလဲလို့မေးလိုက်တော့ဘန်တာကရူဂျီကိုဆက်ပြီးတော့အုံချမှာပေါ့ तू ကအဖိုးတန်တယ်လို့ပြောလိုက်ပါတယ်ယာဘာအဖိုးလည်းတန်တယ်ကြောင်လဲကြောင်တယ်ဘလို့လို့ကသေးချင်းနေမျိုးလိုက်ရှာမလဲလို့ပြောလိုက်တော့ဘန်တာက तू ကလုံးဝပုံမှန်မဟုတ်ဘူး ဒါမဲ့အခုသူနဲ့ဥစာကြီးဆက်နွယ်သွားပြီဂျိုးတွေကိုဆွဲလိုက်ရင်သူ့ငါပိုင်ပြီကစားပွဲကနောက်ဆုံးတော့စိတ်ဝင်စားစရာကောင်းလာပြီလို့ပြောလိုက်ပါတော့လေတပတ်မှဥစာကြီးနဲ့ရူဂျီတို့ကတော့ဂိမ်းပွဲကျင်းပါမယ်ယထာဘူတာတို့ကရောက်လာကြပါပြီသူတို့ရောက်ပြီးမကြခင်မှာပဲမီးတွေလင်းလာပြီတော့သူတို့လိုပဲဝင်စားမယ်စားမတွေအများကြီးရှိနေအောင်မြင်လိုက်ရပါတယ်ခဏကြာမှတော့ဂိမ်းပွဲစတင်ပါပြီလို့ဂျိန်းနာတန်ထွက်ပေါ်လာပြီအမြန်ယထာတစီကသူတို့ရှေ့ကိုစိုက်ကလာပါတော့တယ်ယထာတကားတွေဖွင့်ပေးလိုက်တော့ဥစာကြီးတို့လည်းယထာဘုံကိုတက်လာပါတယ် တို့တက်ပြီးသားနဲ့ရထားထွက်သွားပြီးတော့ဂိတ်တကားတွေလည်းပြန်ပိတ်သွားတော့တာပါအဲ့တော့အချိန်နဲ့မောင်းနေကြီးတန်းရထားကိုမြင်ရပြီးတော့အခုဆောင်မဲ့ဂိမ်းပွဲကောင်းစဉ်ကတော့အဝေးပြေးရထားပဲဖြစ်ပါတယ်ဒီရထားမှာအတွဲ၉ရဲရှိပြီးတော့ရထားမှာမောင်းနေတဲ့လူမပါပါဘူးဇာမရီကနောက်ဆုံးတွဲထဲမှာရောက်နေရဖြစ်ပြီးတော့ဂိမ်းနာရဘောတော့ခြေဆုံးတွဲထဲကိုရောက်သွားပြီးရထားမတိုက်ခင်မှာဘရိတ်ကိုဆွဲရမှာပါတွဲကနေနောက်တွဲကိုကူးလိုက်ရင်တကားတွေကလိုလော့ကျသွားမှာဖြစ်ပြီးတော့စက္ကန့်၃၀ကြာရင်အဲ့ရထားတွဲထဲမှာအောက်ဆီဂျင်ဓာတ်မှုတ်အစိမ့်ငွေတွေလွတ်မှာပါ တို့ခုရောက်နေနောက်ဆုံးတွဲမပိုင်စုပေါင်းယထာတွဲ၈တွဲကိုဖျက်ကျော်အမှတ်ပါအစိမ့်ငွေက၈တွဲတွေက၄တွဲမှထုတ်လွှတ်မှာဖြစ်ပြီးဘယ်တွဲတွေမှလွှတ်မယ်ဆိုတာမသိရပါဘူးတွဲတစ်ခုအကူတိုင်းဓာတ်ငွေကားတဲ့ master မလားဆိုတာစက္ကန့်30တွဲမှဆုံးဖြတ်ရမှာပါဇာမတယောက်ချင်းစီ၄တောင်း၅တောင်းပေးမှဖြစ်ပြီးတော့အဲ့ဒီ၄တောင်းထဲမှာအစိမ့်ငွေကိုဓာတ်ပြည့်စေတဲ့ပစ္စည်းပါပါတယ်ဒီ၄တောင်းကို master ပေးရမှာဖြစ်ပါတယ်ဒီ၄တောင်းကို master မှာတက်ပေးရမှာဖြစ်ပါတယ်ကန်တက်ချက်တွေကတော့ခြားလူရဲ့၄တောင်းကိုတုံးလို့မရသလို့ နောက်ကကြံခဲ့တဲ့အတွဲစီကိုပြန်သွားလို့မရပါဘူး။အန်နာတို့ဥစားကီလို့လည်းမျက်နှာဖုံးတစ်ခုစီနဲ့စေးတောင်5000စီကိုယူလိုက်ကြပါလေ။အန်နာတို့ကစားပွဲစားပြီးဖြစ်တဲ့အတွက်တကားပွင့်လာပြီးတော့နောက်အတွဲကိုကူးပေးဖို့ဂျေညာလိုက်ပါတော့တယ်။ဇာမရီကလည်းယထာတွဲကိုကူးလိုက်တော့အဲယထာတွဲထဲမှာစာဝါငှက်တကောင်ကိုမြင်လိုက်ရပါလေ။ဥစားကီကဘာလို့ငှက်ကရှိညာလဲလို့မေးလိုက်တော့ရူဂျီကကြောင်မီးသွေးတွင်းနေမှာလို့ပဲစာဝါငှက်ကအစိတ်ရှိမှရှိသတိပေးချက်ပဲလို့ပြောလိုက်ပါလေ။အန်နာတို့သူတို့မက်စတမ်လာမတက်ဘူးလားဆိုတာဆုံးဖြတ်တော့မှာပါ။ရူဂျီကအရင်ဆုံးမက်စ်ကိုတက်လိုက်ပြီးတော့ဥစားကီလည်းမက်စ်ကိုတက်လိုက်တော့ ကျန်တဲ့လူတွေအကုန်လုံးလည်း master လိုက်ကြပါလိမ့်။ပြီးတော့အစိပ်ဖြေတဲ့ဈေးတောင်းတွေထည့်လိုက်ကြပြီးတော့မကြခင်မှာပဲအဖြူရောင်ငွေတွေရထားတွဲတွေကိုဝင်လာပါတော့တယ်။လူတွေအကုန်လုံးလည်းလမ်းဖြန်ငုံကြပြီးတော့ဦးစားကြီးကငှက်ကိုကြည့်လိုက်တော့ငှက်ကဘာမှဖြစ်ပဲနဲ့အကောင်းတိုင်းရှိနေအောင်မြင်လိုက်ရပါလိမ့်။အဲ့တော့ဒါကအစိပ်ငွေတွေမဟုတ်ပါဘူး။သူတို့ဈေးတောင်းတောင်းကိုဖြုံးလိုက်ပြီးဖြစ်ပြီးတော့ဒါပေမဲ့သူတို့မှာဈေးတောင်း၄တောင်းပဲကျန်ပါတော့တယ်။အစိပ်ငွေလွတ်မဲ့အတွဲကလည်း၄တွဲဆိုတော့ကူရီးယားတော့ကွက်တီပါပဲ။ဒါပေမဲ့သူတို့တွေနောက်ထင်ခံမှန်းတာထပ်မှားလို့တော့လုံးဝမရတော့ပါဘူး။ အဲနောက်တော့တကားတွေပွင့်လာပြီးတော့ငွေတွေအကုန်ပြင်းကိုထွက်သွားပါတော့တယ်။ပြီးတော့သူတို့တွေနောက်ရဲကိုထပ်ကူးလိုက်ကြပြီးအဲ့ရထားတွေမှလည်းစာဝါငှက်ကရှိနေပြန်ပါလေ။ဒီခါလဲသူတို့တွေမက်စတက်မလားမတက်ဘူးလားရွေးချယ်ရတော့မှာပါ။ဦးစားကြီးကမက်စကိုအရင်တက်လိုက်တော့ဂျန်တဲ့လူတွေလည်းလိုက်ပြီးတော့တက်လိုက်ကြပြန်ပါလေ။ခဏကြာမှတော့အဖြူအောင်ငွေတွေထပ်ပြီးတော့လွတ်ထုတ်လာပြီးသူတို့လည်းစာဝါငှက်ကိုကြည့်လိုက်တော့ငှက်ကတေဆုံးနေပြီဆိုတာမြင်လိုက်ရပါလေ။ဒီခါတော့သူတို့တွေအစိတ်ငွေလို့ခံမှန်းတာမှန်သွားခဲ့ပါပြီ။တို့နဲ့သုံးတွဲမြောက်ရထားကိုထပ်ကူးလာတော့မက်စတက်မလားမတက်ဘူးလားခေါင်းစားနေကြပြန်ပါပြီ။ ဦးစားကြီးကကျမတို့မတက်ဘူးလို့ပြောလိုက်ပြီးကျမတို့ကြောက်နေမှန်းသူတို့သိတယ်ဒီကစားဝဲကကျမတို့ညနာဖုန်းတွေကိုအစောကြီးတုံးပြမလားဆိုပြီးလောင်းကြီးထက်နေကျမတို့ရဲ့ဖြည့်သေးတွေကိုအစောကြီးဖြုံးပြီးပြည့်စေချင်နေတာဖြည့်သေးတွေကုံသွားရင်ကျမတို့သိမှာပဲဒီတွဲမှာညနာဖုန်းမတက်တော့ဘူးလို့ပြောလိုက်ပါတယ်အကုန်လုံးလည်းဘာလို့မှမသိပဲနဲ့ဗျာများနေကြပြီးတော့တယောက်ကဦးစားကြီးပြောတာကိုလက်ခံပြီးတော့ငါတို့မက်စ်မတက်တော့ဘူးလို့ပြောလိုက်ပါတယ်တယောက်ကကြောက်ပြီးတော့မက်စတာဘူးလုတ်ပြီးမယ်ဘယ်သူမှမတက်တာကိုမြင်လိုက်တော့သူလည်းပဲပြန်ပြီးတော့ချုပ်လိုက်ပါတယ်အဲဒီအချိန်မှာပဲအငွေတွေစတင်လွတ်လာပြန်ပြီးအကုန်လုံးနှာခေါင်းတွေပိတ်ကလန့်နေခဲ့ကြပါတယ ဒါပေမဲ့ငှက်ကိုကြီးလိုက်တော့ငှက်ကဘာမှမဖြစ်ပါဘူး။အဲတော့မှအကုန်လုံးနဲ့ဆက်ရေးသွားကြပြီးတော့ဒီတစ်ခါတော့သူတို့အကုန်လုံးကန်ကောင်းသွားခဲ့ကြပါလေ။မကြိုင်မှာပဲထုံးစံနိုင်တကားတွေပွင့်လာပြီးတော့အငွေတွေရှင်းသွားခဲ့ပါလေ။အဲချိန်မှာပဲသူတို့ဘေးကိုနောက်ထပ်ရထားစီးရောက်လာပြီးတော့အဲရထားတွဲပေါ်ကလူတွေကအစိမ့်ငွေမိပြီးတော့သွေးတံတရဲရဲနဲ့မချိမဆက်ခံစားနေရပြီးတေဆုံးနေကြတာကိုမြင်လိုက်ရပါလေ။ဦးစာကီတို့အကုန်လုံးလည်းဒါကိုကြည့်ပြီးတော့လမ်းဖြန့်နေကြတော့တာပါ။အဲနောက်တော့နောက်ထပ်ရထားတွဲကိုကူးလာကြပြီးတော့ရူဂျီက ငါတို့ဒီကောက်မျက်နှာဖုံးတွေတက်လိုက်လို့အစိမ့်ဝင်မလို့ဘူးဆိုရင်နောက်တွဲကြအသက်ရှင်ဖို့အခွင့်အရေးမရှိတော့လို့ပြောလိုက်ပါတယ်ပြီးတော့ရူဂျီယာသူတို့ထဲမှာယထာတွေအကြောင်းသိတဲ့သူပါတဲ့အတွက်မိယထာတွေအကြောင်းတော်တော်သိလားလို့မေးလိုက်တော့အဲ့လူကလည်းသိတော့သိတယ်လို့ပြန်ဖြေပါတယ်ရူဂျီယာဟိုဘက်ယထာအသေးသွားတဲ့လူတွေပုံစံကြည့်ရတာသူတို့သုံးတဲ့အစိတ်ကလေးလူထက်လေးတဲ့ဓာတ်ငွေအစိတ်ဖြစ်ရမယ်ယထာတွေဒရဲလုံးကိုအပြည့်ဖြည့်ဖို့ဆိုပမာဏအများကြီးလိုမှာဒီတော့ဓာတ်ငွေတွေအတွက်အိုးတွေလိုတယ်လေအစိတ်ပါတဲ့ဘယ်တွဲမှဆိုတော့လောက်ကြီးရဲ့အိုးတွေအတွက်နေရာလိုမှာပဲလို့ပြောလိုက်ပါတယ် ပြီးတော့ရထားចောင်းទីတဲ့လူကိုဘယ်ညမှာအိုးរីထားနိုင်မလဲလို့မေးလိုက်တော့ဟိုကလည်းចောင်းရမ်းနဲ့မပြောတတ်ဘူးလေလို့ပြန်ပြောလိုက်ပါတယ်ရထားပေါ်လူတွေကလည်းလမ်းဖြိုက်ပြီးတော့အချိန်မရှိတော့ဘူးနော်ဘာဝေးကြမှာလဲလို့မေးနေတာပါအဲ့ချိန်မှာပဲရထားចောင်းទីတဲ့လူကငါတခုတော့ទីပြီទីလို့မទីကြဘူးကွာဒါပေမဲ့ဒီလိုရထားတွဲမျိုးကပန်တိုဂရက်ရှိမနေသေးဘူးရထားတွဲလျှက်စစ်ကိုဆွဲယူပေးတဲ့ခေါင်းမိုးပေါ်အရာအဲ့ဒီတွဲမှာကအဲ့ဒီပန်တိုဂရက်မရှိသေးဘူးအမိုးကအပွင့်ဖြစ်နေရမှာလေလို့ပြောလိုက်တော့ရူဂျီကဒါဆိုအစိမ့်ငွေအတွက်နေရာရှိလောက်တယ်မလားလို့မေးလိုက်ပါတယ်အဲ့လူကလည်းအင်းရှိလောက်တယ်လို့ပြောလိုက်တော့ လူတွေလည်းဒီလူစကားကိုယုံသေးမယုံသေးစဉ်းစားချိနေနေကြပါလေ။ဦးစာကဲတော့ခဏစဉ်းစားလိုက်ပြီးတော့မျက်နှဖုံးကိုတတ်လိုက်တော့ရူဂျီနဲ့ချားလူတွေလည်းမျက်နှဖုံးကိုတတ်လိုက်ကြပါလေ။ဒါမဲ့ကြံတဲ့လူ၃လျောက်ကတော့ဒီလူပြောတာကိုမယုံပဲမျက်နှဖုံးမတတ်ပဲပဲနေလိုက်ကြပါလေ။မချာကမှာပဲဒန်းငွေတွေစလှုပ်လာပြီးတော့ငှက်သေးဆုံးသွားတာမြင်လိုက်ရတော့တာပါ။ပြီးတော့မျက်နှဖုံးမတတ်ထားတဲ့လူတွေလည်းပါဇက်ကအမြုပ်တွေထွက်သွေးတွေထွက်လာပြီးတော့လဲကြတာတကူလုံးတွန့်လိမ်နေပါတော့တယ်။ပြီးတော့မချီမဆန့်ခံစားပြီးတော့တေးဆုံးသွားခဲ့ပါတော့တယ်။ ဦးစားကင်တို့လည်းသူတို့ရှိမှလည်းတေဆုံးသွားလူတွေကိုကြည့်ပြီးတော့ထိတ်လန့်နေခဲ့ကြတာပါမကြာခင်မှာပဲတကားတွေပွင့်လာပြန်ပြီးတော့အငွေးတွေအပြင်ကိုပြန်ထွက်သွားကြပြန်ပါလေအဲနောက်တော့သူတို့တွေနောက်ထပ်ယထာရွဲရွဲကိုထပ်ကူးလာကြပြီးယထာရွဲကနောက်ထပ်၄ရွဲပဲကျန်တော့တာပါအစိမ့်ဖြေးစေးစီးတောင်းက၂တောင်းကျန်နေပြီးတော့အစိမ့်ငွေလွတ်မဲ့အတွဲကလည်း၂တွဲပဲကျန်ပါလေသူတို့တွေအဲ့တွဲမှာလည်းမန်စတမ်လားမတက်ဖူးလားကိုဆုံးဖြတ်ရတော့မှာပါရထားရဲ့ကြောင်တည်းရဲ့လူကဒီတွဲမှာပန်ဒိုဂရက်ပါလောက်တယ်လို့ပြောလိုက်တော့ဒါဆိုရင်အစိတ်အိုးအတွက်နေရာမရှိဘူးအစိတ်လွတ်မဲ့တွဲမှာဖြစ်နိုင်လို့တတ်မှတ်လိုက်ကြပါလေ သူတို့ညနေဖုံးမတက်ပဲနေလိုက်ကြပြီခဏကြာမှတော့အငွေတွေစပြီးလို့လွတ်ထုတ်လာပါလေဒီခါလဲသူတို့ခံမှန်းတာမှန်သွားပြီးတော့အသက်ဆက်ရှင်နိုင်သွားခဲ့ကြပါလေအကုန်လုံးနဲ့အစိမ့်ဝင်မှုန်မှန်းပြီးတော့မှသာတပ်ပြင်းချနိုင်ကြပြီးနောက်တရွဲကိုဆက်ကူးလာခဲ့ကြတာပါဒီတွဲရောက်တော့သူတို့အားကိုးနေယထားအကြောင်းတွေကျွမ်းကျင်တဲ့လူကယထားတွေကိုလိုက်ကြည့်ပြီးတော့ပြူပြာဖြစ်လာခဲ့ပါလေပြီးတော့သူကမဟုတ်သေးဘူးကျုပ်ယထားမော်တွေကိုမှားကြည့်မိတာတောင်းမယ်ပါလေဗျာဒါပေမဲ့ဒီယထားကကျုပ်သိတဲ့ယထားမျိုးစားမဟုတ်ဘူးဒါကြောင့်ပန်နိုဂရက်တွေကထင်သားသူလိုရှိမှာမဟုတ်ဘူးကျုပ်လည်းမမှန်းတတ်တော့ဘူးလို့ပြောလိုက်ပါတော့တယ် ကုံလုံးနဲ့စိတ်ညစ်သွားကြပြီးတော့ခုမှပဲသူတို့ရှေ့နှစ်တွဲမှာခံမှန်းခဲ့တာကကံကောင်းလာတာတတ်တတ်ပဲဆိုတာကိုသိသွားခဲ့ကြပါတော့တယ်။အဲ့မှနေမိမတယောက်ကတေးပြီးတော့နေဆောက်ယူလာနေအောင်အကုံလုံးတေးကုန်တော့မှာပဲဆိုပြီးတော့အဲ့လူကိုပြဿနာရှာတော့တာပါ။ဦးစားကအဲ့မျိုးသမီးကိုတားလိုက်ပြီးတော့တော်ပါတော့အချိန်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်။အခုမှသူတို့တွေအကုန်တကယ်ကိုအခက်တွေ့နေပါပြီ။ရထားတွေကသုံးတွဲကြံနေသေးပြီးတော့အစိမ့်ငွေလွတ်မှာနှစ်တွဲပါ။အစိမ့်ဖြေးစေးနှစ်ခုကြံသေးမယ်။အစိမ့်ငွေမလွတ်တဲ့အတွဲမှာမှားသုံးပြီးရင်နောက်အတွဲကျရင်တော့တေးရမှာပါ။ ကုံလုံးလဲဘာလို့မှမသိဖြစ်ကုန်ကြပြီးတော့ဥစာကီကသူ့ဟာသူစဉ်းစားပြီးတော့ညာနှဖုံးကိုတက်လိုက်ပါတော့တယ်မျိုးသမီးတယောက်လဲဥစာကီကိုရှင်းရဲ့အောင်ကိုယုံကြည်တယ်လို့ပြောပြီးတော့ညာနှဖုံးလိုက်တက်လိုက်ပါတယ်အခုနာပြဿနာရှာတဲ့မျိုးသမီးလဲဥစာကီလောက်သူလိုက်လုံးလိုက်ပြီးရူဂျီနဲ့ဂျန်တဲ့လူတွေအားလုံးလဲညာနှဖုံးတွေလိုက်တက်လိုက်ကြပါတော့တယ်ခဏကြာမှာတော့ဒန်းငွေတွေစတင်ထုတ်လာပြီးအကုံလုံးကအစိမ့်ငွေဖြစ်ပါစေလို့ဝိုင်းပြီးတော့ဆူတောင်းနေကြပါတယ်ဘာလို့လဲဆိုဒီကောက်ခံမန်းတာမှားသွားရင်နောက်ထပ်ဂျမ်းမဲ့အစိမ့်ငွေနှစ်တွဲအတွက်ဖြေစည်းကလုံလောက်ချင်းမရှိတော့လို့ပါပဲဒါမဲ့ဒီတစ်ခါတော့သူတို့အကုံလုံး ကန်ဆိုးသွားကြပါပြီအကုန်လုံးလောင်ကြိုက်နေကစာဝါငှက်ကိုကြည့်လိုက်တော့ငှက်ကအသက်ရှင်နေသေးတာကိုမြင်လိုက်ရပါတော့တယ်ဒီတော့အခုလွတ်လိုက်တာကအစိမ့်ငွေမဟုတ်ဘူးဆိုတာကိုသူတို့အားလုံးလည်းသဘောပေါက်သွားကြတော့တာပါဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကဒီလောက်ပဲဒါကတော့ Alexin Borderland အတွဲ၃ရဲ့ episode 3ဖြစ်ပါတယ် တော့အားလုံးပဲနောက်နေ့မှာအပိုင်းဆက်တီနဲ့ပြန်တွေ့မယ်ခင်ဗျ Channel Subscribe လုပ်ပြီးနောက်အကောင်းဆုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဒီနေ့မှာအစားကနေဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့ပေါ်လာတို့အားလုံးချိန်မေးကြတဲ့အတွက်တယောက်ချင်းစီတိုင်းကျေးဇူးတွေတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မှုပါ